ဟယ်လိုမင်းခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က copyright နဲ့ချိန်တိမှာ page quality အနေနဲ့ဖြစ်နေတယ် page is at risk ဖြစ်နေတယ်ဒီ page is at risk ဖြစ်တဲ့ဥစ္စာ copyright ထိတဲ့ဥစ္စာဘလို့ affiliate တင်ပြီးမှဆင်းအောင်လုပ်သွားရမလဲဆိုပြီးဒီနေ့ဒီပြီးတော့အားလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြောပြရှင်းပြပေးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်အင်ဇုံပြပေးမှဒါကြတော့ပထမတစ်ယောက် add ထားတဲ့ page ပေါ့နော် copyright နဲ့ချိန်တိမှာ page quality အနေနဲ့ဖြစ်တဲ့ဥစ္စာကျွန်တော်ပြုပြင်ပေးပြီးအချိန်တူအတွင်းမှာ page ကဆင်းတော့ခဲ့တယ်ဆိုတော့ဆက်နေပြပြီး live group ကျွန်တော်ပြပေးဖြစ်ပါတယ်ဒီဥစ္စာ ည်းအဲ့ဒီပုံစံအတိုင်းစင်းအောင်ကျွန်တော်လုပ်ပြပေးမှဖြစ်ပါတယ်။အဲ့အတွက်ကျွန်တော်အိမ်ဆိုသူ့ရဲ့ pitch main ကိုလာလိုက်ပါမယ်။ main ကိုလာပြီးဆိုကျွန်တော်အောက်မှာတစ်ချက်စစ်ကြည့်သွားမယ်ဆိုရင်ဒီ pitch owner တင်ထားတဲ့ content တွေအလုံးက agency နဲ့ပတ်သက်ပြီးတင်ထားတဲ့ content တွေဖြစ်တဲ့အတွက်ကြောင့်မို့တစ်ခါတစ်ချက်ရှိကျွန်တော်ဒီမျိုး document စာရွက်စာတမ်းတင်တဲ့အခါမှာဒီစာရွက်စာတမ်းမှာကျွန်တော်တို့ဒီနာမည်ဒီ ID အချက်လက်ပါညာပါတဲ့အတွက်ကြောင့်မို့ portfolio ID ပါညာပါတဲ့အတွက်ကြောင့်မို့အခုလိုမျိုး stake ကလေး highlight လုပ်ပြီးမှ pitch မှာတင်သွားနိုင်ရတယ်။ဒီ account owner တော့ပထမတော့ကမသိနားမလဲပဲနဲ့သူက highlight မလုပ်ဘဲတင်သွားခဲ့တဲ့ချိန်မှာ straight နှစ်ကြိမ်အထိမှာ page quality အညာဖြစ်သွားခဲ့ပါတော့ပထမတော့ကတော့လွန်ခဲ့တဲ့၄လလောက်က straight တစ်ကြိမ်ထိသွားခဲ့တယ်အခု6ရက်အရှိန် straight တစ်ကြိမ်ထိတဲ့အတွက်ကြောင့်မို့ကျွန်တော်ရှင်မှာ service line edition မှာကျွန်တော်ဒီ page ကိုပေးချာစစ်ဆေးပြီးမှပြုပြင်ထားတဲ့အတွက်ကြောင့်မို့ request debut တင်ဖို့တင်နေကျွန်တော်အသေးစိတ်လုပ်ပြီးကျွန်တော်ပြောပြရှင်းပြပြီးမယ်အဲ့အတွက်ကျွန်တော်တို့ request debut မတင်အိမ်ဆုံးကျွန်တော် page မှာရှိနေတဲ့အမားနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးဖြည့်ဖြည့်သွားရမယ်ဒီ page owner ကကျွန်တော်ပြောတယ် ဒီတဦးတယောက်ရဲ့တက်ပုံပညာတင်နေဆိုရင်သူတို့တက်ပုံပြန် edit လုပ်ပြီးတင်ရတယ်ဒီ travel agency နဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့အတွက်ကြောင့် ID အချက်လက်နဲ့ပတ်သက်ပြီးတဦးတယောက်ရဲ့ဒီငွေလွှဲ screen shot နဲ့ပတ်သက်ပြီးဒါမှမဟုတ်လို့ရှိရင်ဒီ passport ဆောင်နဲ့ဘာညာနဲ့ပတ်သက်ပြီးတင်ဟာဥစ္စာရှိရင်အားလုံးဖြတ်ပါပြီးလို့ရှိရင် sticker ဘာညာအုပ်ပြီးတင်ပါလို့ပြောတဲ့ချိန်မှာကျွန်တော်ပြောတဲ့အတိုင်းအားလုံးလိုက်နာပြီးဆောင်ရွက်ထားတယ်လိုက်နာပြီးတင်ထားတဲ့အတွက်ကြောင့်ဒီ page က corporate content တွေအားလုံးဖြတ်ထားပြီး edit လုပ်ပြီးတင်ထားတဲ့ content ပဲရှိတဲ့အတွက်ကြောင့် request တွေပြုတင်ဖို့အဆင်သင့်ဖြစ်တဲ့အတွက် request တွေပြုကျွန်တော်တင်ပြပေးမယ်။အဲဒါဆိုကျွန်တော် request တွေပြုမတင်ခင်ကျွန်တော် default တစ်ချက်တောင်းမယ် helen support တစ်ချက်နေမယ်ပြီးရင်ကျွန်တော် support inbox တစ်ချက်နေတောင်းမယ်ပြီးရင်ကျွန်တော်ဒီမှာ url alert တစ်ချက်ထောက်တောင်းမယ်အကယ်လို့ကျွန်တော်ဒီနေ့မှာ copy post copy connect ရှိရစဉ်အဲ့ဒီ copy post copy connect အားလုံးဖြတ်သွားရမယ်ဘလို့ဖြတ်သွားမယ်ဆိုပြီးအရှိပီဒီမှာကျွန်တော်တင်ပြထားတဲ့အဥစ္စာတစ်ချက်သွားချင်နိုင်ပါတယ်ဒီ page မှာတော့ copy post copy connect ပတ်သက်ပြီးကျွန်တော်အားလုံးဖြတ်ထားပြီးပြီးအတွက်ကြောင့်မို့ဒီ page ကို request တွေပြုတင်ပြီးမှစိမ်းအောင်လုပ်ပြပေးမှဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီ page မှာ suspended ဖြစ်နေတဲ့အဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်တစ်ချက်အ ਨੇ ချင်းနဲ့ကျွန်တော်ရှင်းပြပေးပါမယ်ကျွန်တော် page ကအခုလိုမျိုးဒီ page recommendation your recommendation are suspended ဖြစ်သွားခဲ့ပြီဆိုလို့ရှိရင်တော့ဒီ star ကျက်ကျက်ဖြစ်သွားခဲ့ပြီဆိုရင်တော့ကျွန်တော် page မှာ post အသေး content အသေး blog ပဲတင်တယ်လူအများစီကိုမရောက်ပဲနဲ့ဒီ page မှာရှိတဲ့ follower အနည်းပါးစီပဲရောက်တဲ့အတွက်ကြောင့်မို့ reach englishman ကြာတော့ခဲ့မယ်ပြီးလို့ရှိရင် page ရဲ့ suggest ပါ냐အားလုံးပိတ်တော့ခဲ့တဲ့အတွက်ကြောင့်မို့အထူး queue ဆက်ဖို့လိုတဲ့ဒါဘာကြောင့်ပိတ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ page မှာ straight နေချိန်ထိတော့ခဲ့တဲ့အတွက်ကြောင့်ပိတ်တော့ခဲ့တယ်ပြီးလို့ရှိရင်ဒီ page မှာ straight ထိတဲ့ admin account ပေါ့နော်ဒီ admin account လည်းအနီရာဖြစ်တော့ခဲ့တဲ့အတွက်ကြောင့်မို့ဒီ admin account ကိုဒီ page ကနေထုတ်ပြီးမှအဲ့ဒါမှဒီဥစ္စာပြုပြင်မှတာရင်ဒီဥစ္စာပြန်မှပြတော့ခဲ့မယ် ဒီမှာသူကတော့ appendix mention လုပ်ပြီးထားတာပေါ့နော်ဒီမှာဆိုရင် page history biology company standard ပေါ့နော်ပြောမစင်တော့ဒီ page မှာရှိတဲ့ admin account တွေအားလုံးက တန့်ရှင်းတည့်ရရမယ်အားလုံးစိမ့်နေရမယ်အကယ်လို့ page admin account အနေအားဖြစ်နေတဲ့ aware ဖြစ်နေ straight ထိနေဆိုရင်တော့ edit admin account နဲ့ဆက်လက်ပြီး post content တင်မယ်ဆိုရင် edit admin account မှာရှိတဲ့ page manager group manager အားလုံးမှာ rich englishman ကြပါခင်မယ်နောက်တစ်ခု content ကျတော့ default content နဲ့ပတ်သက်ပြီး sensitive ရှိတဲ့ content နဲ့ပတ်သက်ပြီးမဟုတ်မမှန်တဲ့သတင်းမျိုးနဲ့ပတ်သက်ပြီးတင်တော့ခဲ့တယ်သူများ content violation ပညာတိကျ edit လို့ပဲတင်တော့ခဲ့တဲ့ဆိုရင်လည်း page not recommendation ဖြစ်တဲ့အထူး queue ဆက်ဖို့လုပ်တယ်ဒီဥစ္စာကျတော့ page history violation ပေါ့နော်အခုနောက်အတိုင်း page မှာ quality အနေအထားဖြစ်မဲ့အဝါရံဖြစ်မဲ့ straight ဘာညာ ထိမယ်ဒါမှမဟုတ် page မှာတင်ထားတဲ့ content တွေက violation ဖြစ်မယ်ဆိုလို့ရှိရင်လည်းအခုလိုအတိုင်းဒီ not accommodation ဖြစ်တာပေါ့နော်နောက်တစ်ခုကျတော့ clip page span quality နဲ့ပတ်သက်ပြီးမလို့ပြောမှဆိုမဟုတ်မမှန်တဲ့ရင်နဲ့ပတ်သက်ပြီးဒါမှမဟုတ်ရှင်ကျွန်တော် video တင်တဲ့ခါမှာ video အထက်ကအကြောင်းညာဈေးရောင်းတဲ့အကြောင်းညာဖြစ်ပြီးမယ် video tamil photo kaba photo မှာတော့ commonly ချောချောလေးပုံနဲ့အခြားအကြောင်းညာနဲ့ပတ်သက်ပြီးတင်ထားတဲ့စင် tamil ပုံနဲ့ video အထက်အောက်ဆန်နဲ့ match မဖြစ်လို့ရှိရင်လည်း span ဖြစ်တော့ခဲ့ပါတယ်အဲ့ဒီမျိုး အဲ့လိုမျိုး content နဲ့ပတ်သက်ပြီးမှလည်းတင်သွားလို့မရဘူးနောက်တစ်ခုကျွန်တော်တို့စာရေးတဲ့အခါမှာလည်းကျွန်တော်ဒီ facebook policy နဲ့မလုပ်ခင်တဲ့စာသားတွေရေးပြီးတော့ခဲ့တယ်ဒီတဦးတယောက် dead body နဲ့ပတ်သက်ပြီးတေချောင်းနဲ့ပတ်သက်ပြီးဒါမှမဟုတ်တဦးတယောက်ဆွဆွဲတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်တော့ခဲ့တယ် blacklist sponsor မျိုးတင်တော့ခဲ့တဲ့ဆိုရင်လည်းကျွန်တော်တို့ page က page no recommendation ဖြစ်တဲ့ကြောင့် else attribute ဆက်ဖို့လိုတဲ့နောက်တစ်ခုကျတော့ address violation policy ပေါ့နော် address policy ဆိုတော့စာကျွန်တော် page ကျွန်တော် page ရဲ့ add အပိုင်းဆို registry ဖြစ်နေတယ်ဒါမှမဟုတ်ရှင်ဒီ admin account မှာ registry ပါညာဖြစ်နေတဲ့ add အပိုင်းမှာဆိုရင်အဲ့ဒီဥစားရဲ့ face လောက်ပြီးမှ page မှာ post content တင်လို့ရမယ်အဲ့ကလို့ admin account straight ထိထားတဲ့ admin account ပြည့်ပြည့်အချင်းကြာတယ်ဆိုရင်အဲ့ဒီ admin account ဒီ page ကနေထုတ်ပြီးမှ admin အသစ်ခံပြီးမှအဲ့ဒီ admin အသစ်နဲ့ post content တင်ပြီးတောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ page no recommendation ပျောက်သွားခဲ့ပါမယ်အလိုလိုနေပေါ့နော်ဒါပေမဲ့ဒီဥစ္စာတော့ကျွန်တော်တို့ request debut အင်ဇွန်တင်ရပါမယ်အဲ့အတွက်ကျွန်တော်တို့ request debut တင်ဖို့ဆိုလို့ရှိရင်တော့ဒီ main ကိုတစ်ချက်ပါမယ်ပြီးရင် dependent နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ဆုံးက give feedback ကိုတစ်ချက်ထောက်သွားမယ်ပြီးရင်အပြရန် button လေးတစ်ချက်ထောက်သွားလိုက်ပါမယ်ပြီးရင် allow တစ်ချက်နေမှာ ဒီပုံစံတန်းလေးဖြစ်လာခဲ့ပြီးဆိုရင်တော့ကျွန်တော်ဒီအပေါ်မှာကျွန်တော် pitch မှာဖြစ်ပျက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော် pitch မှာဖြစ်နေတဲ့ issue နဲ့ပတ်သက်ပြီးကျွန်တော်ဒီမှာ mention လုပ်ပြီးသွားရမယ်အတွက်ကြောင့်အဲ့အတွက်ကျွန်တော်စာရေးပြီးအစနစ်ထားတာအတွက်ကြောင့်အဲ့စာကျွန်တော်တစ်ချက် copy ကူးလိုက်ပါမယ် ကျွန်တော်ဒီမှာအဲ့အတွက်ကျွန်တော်စာအစင်သေးရေးပြီးထားတာဥစ္စာရှိပါတယ်ကျွန်တော်ဒီမှာဆိုအားလုံးအစင်သေးရေးပြီးထားတာလေကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ဒီ page ရဲ့နာမည်ဒီမှာဆိုရင် travel to dubai ဆိုတဲ့ဥစ္စာနာမည်လေးထည့်ထားတယ်အားလုံးကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်နာမည်လေးထည့်ထားတယ်ပြီးရင်ဒီ page နာမည်ထည့်ထားတယ်ဒီအောက်မှာဆိုရင်သူ့ရဲ့ page url link ပါ냐အားလုံးထည့်ထားတဲ့အတွက်ကြောင့်မို့ဒီ link ကို copy ကူးပြီးမှဒီထက်ကျွန်တော်ထည့်သွားပါမယ်အဲ့အတွက်ကျွန်တော်ဒီစာကိုကျွန်တော်ဒီကနေတစ်ချက်ဒီဥစ္စာအားလုံးကျွန်တော်တစ်ချက် copy ကူးလိုက်ပါမယ် ျွန်တော်ဖြစ်ပြတဲ့အကြောင်းအရာအသေးစိတ်ရေးပြီးတော့ရပါမယ်ခင်ဗျာနော်ပြီးရင်အပေါ်မှာကျွန်တော် pitch လုပ်မယ်ကျွန်တော်ဒီမှာ pitch လုပ်ပြီးထက်သွားပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဥစ္စာ skin shot တစ်ချက်ဖြတ်ပြီးမှကျွန်တော်တို့မှာဒီ pitch quality အနေနဲ့ဖြစ်တဲ့ skin shot ကျွန်တော်ထက်သွားမယ်အတွက်ကြောင့်ဒီဖက်ကိုကျွန်တော်တစ်ချက်နေပြီးမှ skin shot ထက်လိုက်ပါမယ် အားလုံးထည့်သွားခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဥစ္စာလေးတစ်ချက်အမှန်လေးချစ်ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာတစ်ချက်အမှန်ချစ်ပြီးမှကျွန်တော်ဒီကနေ့ဒီ submit report တစ်ချက်နေပြီးမှတွားလိုက်ပါမယ်ဒါကြတော့ primary step နဲ့ request တွေပြုတင်တဲ့ဥစ္စာ feedback လောက်တာဖြစ်ပါတယ်ဒုတိယ step နေနဲ့တော့ကျွန်တော်တို့ဒီ page မှာ straight ထိထားတဲ့ဥစ္စာနဲ့ပတ်သက်ပြီး request တွေပြုတင်သွားရမယ်အတွက်ကြောင့်အဲ့အတွက်ကျွန်တော် default တစ်ချက်လာမယ်ပြီးရင်ဒီဥစ္စာတစ်ချက်နေမယ် တော့မှအဓိကအကြောင်းအရာပေါ့နော် corporate affiliate form ပေါ့နော်ကျွန်တော် page မှာအကြောင်းရင်းအမျိုးမျိုး straight ဖြည့်သွားခဲ့တယ်ဆိုရင်တော့ဒီ straight ကိုကျွန်တော်ဒီကနေ့ဒီ course review တင်သွားမယ်အတွက်ကြောင့်မို့ဒီ user တစ်ချက်နေမယ်ပြီးရင်တော့ကျွန်တော်ဒီမှာဆိုရင်ဒီ page နာမည်တစ်ချက် copy ကူပြီးမှထည့်သွားရပါမယ်ဖုန်းနဲ့လောက်သွားခဲ့တယ်ဆိုရင်လည်းဒီပုံစံအတိုင်းအားလုံး step by step line နဲ့ follow ရတယ်ပြီးလို့ရှိရင်ကျွန်တော်လက်ရှိသုံးနေတဲ့ email တစ်ခုထည့်မယ်ပြီးရင်ကျွန်တော်ဒီ user တစ်ချက်နေမှာကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ page ရဲ့ url link တစ်ချက် copy ကူပြီးမှထည့်သွားရပါမယ်ပို့ပြီးမှစိတ်ချရအောင် နောက်တစ်ခုကျတော့ကျွန်တော်ဒီမှာ request တပြုတ်တင်ရမှာစာသားပါနော်အခုနောက်စာသားပဲပြန် copy ကူးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ check page လုပ်မယ်ပြီးရင်တော့ကျွန်တော်ဒီနေရာမှာ page quality အနည်းအောင် second shot တစ်ချက်ထည့်မယ်အားလုံးထည့်လို့ပြီးတော့ခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီဥစ္စာလေးကို submit နဲ့ပြီးမှတော့လိုက်ပါမယ်ဒီ quality ကို design ထားလိုက်ပါနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်အခုနောက်တော့ဒီ gmail ထည့်တဲ့အတွက်ကြောင့်မို့ဒီ gmail မှာ code ရှင်းလုံးကြမယ်အတွက်ကြောင့်မို့ verify code တစ်ချက်ထည့်မယ် အဲ့တော့ကျွန်တော်မကုတ်ကြလာခဲ့ပြီဆိုရင်ဒီကုတ်လေးပြင်မကော်ပြီးကူပြီးထည့်ပါမယ်ပြီးရင် confine ကိုကျွန်တော်တစ်ချက်နှိပ်ပြီးတောင်းမယ်ဆိုဒီမှာ I'm not robot ကိုလည်း verify တစ်ချက်လုပ်သွားမယ်အတွက်ကြောင့်မို့ဒီဥစ္စာတစ်ချက်နှိပ်မယ်ဒီမှာ best car ဆိုရင်ကျွန်တော် best car တစ်ချက် select လုပ်ပြီးသွားပါမယ်ကျွန်တော်စာ verify ဖြစ်သွားခဲ့ပြီဆိုရင်တော့အောက်ကနေကျွန်တော် submit နေပြီးတော်လိုက်ပါမယ်ခင်ဗျာနော်ဒီနေရာမှာအချင်းအနှဲငယ်ကြာမယ်တိုက်ရိုက်ကျွန်တော်ဒီကနေ ဖြတ်ပြီးမှသွားလို့မရပါဘူးဒီဥစ္စာ successfully ဖြစ်သွားခဲ့ပြီဆိုမှတည်းကျွန်တော်ဒီကနေထွက်သွားရပါမယ်ခင်ဗျာနော်လောလောဆယ်ဒီကနေထားလိုက်ပါသူကဒီ Facebook Sport Team တို့ကစာပို့နေလို့ဖြစ်ပါတယ်အခုမှဒီမှာ from semi success လို့စလုံးဝအောင်မြင်တော့ခဲ့ပြီသူတို့ဘက်ကနေစစ်ဆေးပြီးမှ contact လုပ်ပြီးကျွန်တော်တို့ရဲ့ email ဖြစ်ပြီး sport info ဖြစ်ပြီးသူတို့ရဲ့ reply ပြန်လာမဲ့အတွက်ကြောင့်ဒီ user တစ်ချက် okay နေမယ်အကယ်လို့ကျွန်တော်တို့ request တွေပြုတင်တာမအောင်မြင်သေးဘူးကျွန်တော် page မှာ error ရှိသေးတယ် process ဘာညာကျန်သေးတယ်ဆိုရင်သူတို့ကပြလိမ့်မယ်အဲ့ဒါတစ်ချက်ပြန်ဖြေရှင်းပြီးမှနောက်တစ်ချိန် request တွေပြုတင်သွားရမယ်ဒါပေမဲ့ဒီ page ကကျွန်တော် subs attack နေနေဆိုရင်9ရက်လောက်ရှိတော့ခဲ့တဲ့အတွက်ကြောင့်ဒီ page မှာဖြစ်နေတဲ့ error ာတွေဖြစ်နေတဲ့အမားတွေကျွန်တော်ကိုယ်တိုင်တရားစစ်စစ်ပြီးမှအားလုံးအစင်သစ်လောက်ပြီးမှ request တွေပြတင်တဲ့အတွက်ကြောင့်မို့လုံးဝအောင်မြင်သွားလိမ့်ပါမယ်နောက်တစ်ခုကျတော့ကျွန်တော်အကြောင်းကြီးအမျိုးမျိုးကြောင့် page quality အနေအထားဖြစ်သွားခဲ့ပြီးစဉ်ကျွန်တော်ဒီကနေ့ request တွေပြတင်သွားရမယ်ကျွန်တော်ဒီမှာစတူဖက်က mention လုပ်ပြီးစာသားတွေရှိအများကြီးရှိတဲ့ဒီဥစ္စာအားလုံးဖတ်သွားပို့နိုင်တယ်ကျွန်တော်ဒီဥစ္စာရှင်းပြမယ်ဆိုရင်အရင်ဗီဒီယိုရှိတော့ခင်မယ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော် direct affiliate တင်ဖို့သွားလိုက်မယ် ကျွန်တော်ဒီနေရာမှာဆိုရင်တော့လက်ရှိသုံးနေတဲ့ email ကျွန်တော်ထည့်မယ်အတွက်ကြောင့်ကျွန်တော်ရဲ့လက်ရှိသုံးနေတဲ့ email copy ကိုပြီးထည့်လိုက်ပါမယ်ထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာတစ်ချက် page ကိုရွေးလိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီမှာ request save တင်ရမှာစာသားမှာနော်ပထမတစ်ခေါက်ဒုတိယတစ်ခေါက်တင်တဲ့ဒီစာသားဖြစ်တဲ့တတိယတစ်ခေါက်မှာတော့ကျွန်တော်ဒီစာသားလေးကို copy ကိုပြီးမှထည့်သွားပါမယ်နော် ပြင် page လုံးမယ်အောက်ကနေ submit နေပြီးတော့လိုက်ပါမယ်ဒါကြတော့နောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်တို့ request တပြုတင်လိုက်ဖြစ်ပါတယ်ဒီဥစ္စာလုံးဝအောင်မြင်သွားခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော် page ကအချင်းတို့အတွင်းမှာ page ကစိမ့်လာပါမယ်ဒါပေမဲ့ကျွန်တော် page ကအခုလိုမျိုး request တပြုတင်လို့ပြီးသွားခဲ့ပြီဆိုရင်တော့ကျွန်တော် page မှာအမားလုပ်ပြီးတော်လို့မရပါဘူး post content တင်တဲ့အခါမှာတေချာလေးသတိထားပြီးမှအကယ်လို့ဒီလိုမျိုးဘာလို့ဒီဘယ်လိုပြောမလဲဒီ scan number လေးတွေပါတယ်ဆိုရင်ဒီအပေါ်မှာ sticker တစ်ခုခုအုပ်မယ်အကယ်လို့အခြားအကြောင်းအရာနဲ့ပတ်သက်ပြီး ID အချက်လက်နဲ့ပတ် သက်ပြီးပါတယ်ဆိုတော့အခုလိုမျိုး sticker လေးတွေ bra ခံပြီးမှတောင်းမယ်ဆိုရင်တော့ရတယ်အကယ်လို့ bra ခံပြီးမတောင်းဘူးဆိုရင်တော့ Facebook AI ကနေ detect လုပ်လို့ရှိရင်တော့ ထိသွားခဲ့မှာဆိုရင် page ကပြန်မစိမ့်ပဲ suspended ပါ냐ဖြစ်သွားဖို့နိုင်တဲ့အတွက်ကြောင့်အတူ queue save လုပ်ရတဲ့ page quality အနေအထားဖြစ်တော့အားလုံးတူပြီးမဲ့ page မှာတင်တဲ့ content တစ်ပတ်ချင်းတစ်ပတ်မတူတဲ့အတွက်ကြောင့်ကျွန်တော် request တပြုတင်တဲ့ခါမှာသူ့ page နဲ့သူ live ဖက်အောင်စာတွေပါရေးပြီးမှသူ့နဲ့သူတစ်ဆင့်တစ်ဆင့်ကျွန်တော် request တပြုတင်သွားရပါတယ် request တပြုမတင်ခင်အရှိမလွတ်ဆောင်ရ process လည်းအများကြီးရှိတယ်အဲဥစ္စာကျွန်တော်တစ်ချက်ပြမယ်ဆိုလို့ရှိရင် video အရင်ရှိသွားခဲ့မဲ့အတွက်ကြောင့်ပထမ video မှာကျွန်တော်တင်ထားပေးတယ်အဲဥစ္စာတစ်ချက်ပြချင်နိုင်ပါတယ်ခင်ဗျာနော် နောက်တစ်ခုကျတော့ကျွန်တော်တို့ဒီ page မှာဆိုရင်အလုတ်ခေါ်ဆန်နဲ့ပတ်သက်ပြီးတင်လို့မရဘူး။အကယ်လို့အလုတ်ခေါ်ဆန်နဲ့ပတ်သက်ပြီးတင်မယ်ဆိုရင်သူကဒီလူကွန်ကူးမှုနဲ့ပတ်သက်ပြီးသူက straight ပါညာတည်ထောက်ဖို့နိုင်တဲ့တို့ကြောင့်အကယ်လို့အလုတ်ခေါ်ဆန်နဲ့ပတ်သက်ပြီးတင်နေဆိုရင်အလုတ်ခေါ်ဆောင်တွယ်ဝိုက်ပြီးမှတင်တော့လိုက်ရတယ်။အဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးသိချင်တယ်ဆိုရင်အောက်က comment box အစင်ပြောပြပါကျွန်တော်ဒီအလုတ်ခေါ်ဆန်နဲ့ပတ်သက်ပြီးစာသားတွေကိုဘယ်လိုရှိမှထိအောင်ဘယ်လိုတင်သွားရမလဲဘယ်လိုစီသွားရမလဲဆိုပြီးအားလုံးကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ ဒီနေ့ဒီပြန်ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်အကယ်လို့ဒီ page ကပြန်စိမ်းလာခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ကျွန်တော် screenshot ရိုက်ပြီးမှကျွန်တော်တင်ပြီးတော့မှဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီမှာ live group အနေနဲ့ကျွန်တော်တခုပြပေးမယ်ခင်ဗျာနော်ဒီမှာတစ်ချက်ကြည့်မှဆိုရင်ဒီ page ကကျွန်တော် page quality အနေအားဖြင့်မှ service add ထားတဲ့ဥစ္စာပေါ့နော်အနေအားဖြင့်လည်း strike ကနှစ်ကြိမ်တိထားပေါ့နော်အဲ့အတွက်ကျွန်တော်ဒီဖက်တစ်ချက်သွားမှဆိုဒီမှာကျွန်တော်ပြုပြင်ပြီးနောက်ပိုင်းမှာတော့ page က hundred မှ hundred percent စိမ်းတော့ခဲ့ပါတယ်ဒီဥစ္စာလည်း hundred percent စိမ်းမယ်စိမ်းတော့ခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် ော် channel မှာ live group အနေနဲ့ second show ရိုက်ပြီးကျွန်တော်တင်ပေးမယ်ဒီနေ့ဒီမှာဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်